အဲ့တင်းဂျိုလေးကမနက်ကဘယ်ထီပြီးတော့ဆိုတော့ကြာ မနက်ကကြတော့ကံ၄ပါး၄လီကိုပြီးသွားတယ်ပေါ့နော်တော့ကံ၄ပါး၄လီကဇဏကအနေနဲ့ပြားတဲ့ကံက၄မျိုးရှိတယ်ဇဏကကံဥပဓမ္မကကံဥပပိလကကံဥပကာကကံရှင်းပြုတ်ပြီနော်အဲ့ဒါပြီးတော့ကြာပါကဒါနာပရိယာယကံအကျိုးကိုလှည့်ကြပေးတဲ့ကံ၄မျိုးပေါ့နော်ပါကအကျိုးဒါနာပေးတဲ့ကံမှာပရိယာယလှည့်ကြ နော်အဲ့ဒီကံကလည်း၄မျိုးရှိတယ်ဒရုကံအာတန်ကံအာစိဏကံဒတ္တကံဟုတ်လားဒီနောက်ပါကကာလလည်း၄မျိုးကိုလည်းပဲသူတို့ရဲ့ပေးရအချိန်ကာလနဲ့ပေါ့ပြောလိုက်ရမလားဣဒ္ဓဓမ္မပါသောတာပိယပိစုံပံဒိဋ္ဌဓမ္မဝိညာဉ်ကံဆိုတာပိစုံပံဘွားမှာကြိုးပေးတယ်စေနာအပြင်ပြောရင်ဘယ်လိုစေနာမျိုးနဲ့ပြုရတာလဲဆိုတော့ညာသမဇောစေနာနဲ့ပြုတဲ့စေနာမျိုးဖြစ်တယ်နော်အဲ့ဒီစေနာနဲ့ပြုရင်ဒိဋ္ဌဓမ္မဝိညာဉ်ဆိုရင်ခုမျက်မှောက်ဘွားမှာပဲကြိုးပေးတယ်ဒါပေမဲ့ဒိဋ္ဌဓမ္မပါသောတာပိယပိစုံပံ ပြောတယ်မလား။နောက်ဥပပိဇဝေနိယကံဥပပိဇဝေနိယကံဒီဘဝမှာလည်းမဟုတ်ဘူး။နောက်လာမယ့်ဘဝမှာဂျိုးပေးတဲ့ကံကိုဥပပိဇဝေနိယကံ။အဲ့တော့အဲ့ဒီကံမျိုးညာတော့ဘလူကံမျိုးနဲ့ဘလူဇောစေနာမျိုးနဲ့ပြုလို့ဆိုဒီတတ္တမဇောစေနာနဲ့ပြုရတယ်။ online ဒါကြောင့်မလို့ဥပပိဇတတ္တမဘေးရဒုတိယံပြုတဲ့ခါကျတော့တတ္တမဇောစေနာနဲ့ပြုတယ် နော်ပြီးတဲ့ခါကျဘယ်ဘွားမှာယူရလဲနောက်နာမဲ့ဒုတိယဘွားမှာယူပြီးပါတယ်ဟုတ်လားဒီနောက်အဲ့တော့အပရာပရိယဝေဒနိယကံဆိုတာရတော့ဒီပထမဘွားနဲ့ဒုတိယဘွားမှာယူပြီးတာမဟုတ်ဘူးတတိယဘွားကနေစပြီးတော့နိဗ္ဗာန်ရသည်ဘွားတိုင်အောင်ဟုတ်လားဖြည်းဖြည်းနဲ့ဘေးရနေလိုက်ပြီးတော့ပြီးနေတာပေါ့နော်ကာမတတိတွေပါသွားပြီးတော့ဒီဘွားကပြုလုပ်ခဲ့တယ်တောင်ရှင်ဘွားကပြုလုပ်ခဲ့တယ်ကံနေအဲ့ဒီကံနေဒီတတိအင်အားနေနဲ့ပါပြီးတော့じゃ တတိယဘဝနေစားပြီးနိဗ္ဗာန်ရသည်ဘဝတန်လိုက်ပြောတဲ့ဂျိုးပေးနေမှာเนาะဒါကြောင့်မြတ်စွာဘုရားဒီဘဝမှာအစွမ်းကုန်တက်ပေတယ်ဆိုတာအချင်းချင်းဘဝကပြုတ်ခဲ့တဲ့ပါရမီတတိတွေပါရမီကုသိုလ်ရှင်ဘဝတတိတွေဒီဘဝမှာကျမှနောက်ဆုံးဘဝဆိုပြီးအကုန်လုံးဝိုင်းအောင်ပြီးတော့ကြာဒီဂျိုးပေးလိုက်လို့ပေါ့အများတကာပဲတာလုံးပြီးတော့ကြာတတိဟိုတက်ပေတော့ဘူးပါเนาะဘဝတော့မျိုးလုံးဆိုလို့ရှင်လည်းဘဝဘဝကနှူထားခဲ့တဲ့မျိုးလုံးတော့ဖောက်ပြီးတော့နှူထားခဲ့တဲ့ ဟိုဒီကုသိုလ်ရှင်ပါတယ်ဒီမျိုးလုံးလေးကိုလှမ်းပါဆုံးဖြစ်အောင်လက်ဆောင်ပြအောင်လှမ်းပါဆုံးအသက်ပေးဆုံးဖြစ်အောင်ကျေးဇူးပြုပါတယ်နော်နောက်ဦးကောင်းတော်လေးဒါလေးတွေဆိုလက်ချီအားစပြီးတော့လက်ကလေးတွေချီကလေးတွေအားစပြီးတော့အများနဲ့မတူဘူးပေါ့နော်ဒီလိုဒီလိုတော့နောက်ပိုင်းလေးမှာလေ့လာရမှာလားအဲခြေဘွားကိုကြည့်ပြီးတော့ကြာဟိုဒီလူရဲ့ဇယိုက်ကိုခမန်းနိုင်တယ်ဆိုတာမျိုးတွေလေဟုတ်တယ်မလားဒါတားတားကြီးအုပ်ဂူကြီးကမနမ်ဘဝေးစာမြပါလုံးလိုက်အဲဒါမှပုံပုံလေးဆိုလို့ညာအဲ့မှာ ခြေထောက်တွေကမညီမညာနေနဲ့နော်လေတွေကကိုယ်ကနေတဲ့လူနဲ့တချို့လည်းရွယ်သွဲတဲ့လူနဲ့နော်လောဘကြီးရှိဒေါသကြီးရှိမောဟကြီးရှိဘယ်တော့မှလည်းတတတိုင်းအပုဒိကပဒံဝေဒုက္ခတောင်းဒီသာတံလို့မူလတောင်းဒီအဝါကတိတံပဒံဆိုတော့ဒါမြတ်စွာဘုရားအဲ့လိုခွဲလို့မရဘူးဘုဒ္ဓတရတာဤရာမိဒိတာပါဟုတ်လားအဲ့တော့အဲ့ဒါတွေကလည်းဘာလို့လဲဒီပါရမီကုသိုလ်အထင်းနဲ့ရှင်းရှင်းသွားဘဝကပြုတဲ့ကုသိုလ်ပါရမီဟောနေရတတိယဘဝနေစပြီးတော့ဆုံးဘဝလိုက်ပြီးတော့ နောက်ဆုံးဘဝမှာအချင်းအဟုန်ကောင်းကောင်းနဲ့အလုံးကျူးပေးလိုက်ရတဲ့အတွက်ဒီဘဝမှာအလှပါတော့အသက်မေဆုံးဖြစ်သွားတာပေါ့နော်အဲလိုမျိုးလေးပေါ့ဒါမျိုးကံမြာအပရာကံတက်ပြီးကုံမသောဆိုတာပြောနေတာကိုကုသိုလ်ကံမဲ့ပြီးပြုအာဟုသိုလ်ကံမဲ့ပြီးပြုဒီဘဝမှာကျူးမပေးတော့လောကနောက်ဘဝလာမဲ့ဒုတိယဘဝမှာကျူးမပေးသေးတော့လောကအဲ့ဒီပြုသမျှကုသိုလ်အာဟုသိုလ်ရဲ့အချင်းဟုံးတော့ကုံမသောတက်ပြီးနဲ့ကုံမသောဟုတ်လားတတိယဘဝနေ့ ဒီနိဗ္ဗာန်ရည်ဘဝနဲ့လိုက်ပြီးတော့ကျိုးပေးမှာကအပ္ပနာမရိယဝိဒနိယကံတဲ့ဟုတ်လားနောက်အဟောတိကံဒီအချိန်ကာလတွေကျိုးပေးတဲ့မှာလည်းမကျိုးကျိုးမပေးလိုက်ဘူးအချိန်ကာလလွန်သွားလို့မပေးလိုက်ရတဲ့ကံမျိုးကြတော့အဟောတိကံလို့ဒီလိုခေါ်ပါတယ်ဟုတ်လားရောကံဘာကကာလဝတိနာကံ၄မျိုးပေါ့ဘကကြတော့ဘာကဌာနကံ၄မျိုးအာကုတုကံကာမကုတုကံရူပကုတုကံအရူပကုတုကံ ဒါပြောပြီနော်အဲ့ဆိုတော့ဝါသွားရအောင်နည်းနည်းလေးတော့ရအောင်ကာမကုသိုလ်အကုသိုလ်က20ဘယ်လိုကာမကုသိုလ်အကုသိုလ်က20အကုသိုလ်က3ပါတရားဟုတ်တယ်ကာယတမဝတိကနာရောဂယံစေတိကာမရောဟောတိနာဒီဝိဒံဟောတိအကုသိုလ်ကံဟာကာယကံဝစီကံမနောကံဆိုပြီးတော့ကံဖြစ်ရသွားတာနေပြောရင်3မျိုးရှိတယ်ဟုတ်လားဘုံနဲ့ပြောရတဲ့အကုသိုလ်ကံနှုတ်နဲ့ပြောရတဲ့အကုသိုလ်ကံ လာရီစိတ်နဲ့ပြုတဲ့အာဟုပုဂံဆိုတော့ဘယ်နှမျိုးရှိရမလဲ၃မျိုးရှိပါတယ်ဟုတ်လားအာဟုပုဂံ၃မျိုးကိုဟောရမယ်အာဟုတို့ကာယကံအာဟုတို့ဝစီကံအာဟုတို့မနောကံပေါ့ဒီလိုပြောတာပေါ့နော်ဟုတ်ပါလားဒီအာဟုတို့ကိုကိုယ်နဲ့ပြုလိုက်လည်းရှိဟုတ်လားနှုတ်နဲ့ပြုလိုက်လည်းရှိတယ်စိတ်နဲ့ပြုလိုက်လည်းရှိတယ်အဲ့ဒါဆိုရင်အာဟုတို့ကိုကိုယ်နဲ့ပြုလို့ဆိုအဲကိုယ်နဲ့ပြုတဲ့အာဟုတို့ကံရဲ့ဘာရောတကယ်ဆိုရအောင်ကာယကံ၃ပါး ကောင်းမင်းတို့မိစ္ဆာသာအာရဏတောင်နဲ့အာရဏသူမဲ့ပစ္စည်းကိုတာကိုနဲ့ပြရတာ ဟုတ်လားနောက်ကောင်းမင်းသူမိစ္ဆာသာတော့သူများသားများကိုလွန်ကျူဖြစ်စေတာဒါလည်းကိုယ်နဲ့ပြုရတာနော်အဲ့တော့ကိုယ်နဲ့ပြုရဒီကာယကံ၃ပါးလို့ပြောပါတယ်ကာယကံနဲ့ကိုယ်နဲ့ပြုရတော့အာဟုတကံ၃မျိုးပေါ့အဲ့ဒီ၃မျိုးကဘာလို့ကာယကံလို့ခေါ်တာလို့ဆိုတော့ကာယဝိညာဉ်တိသင်္ခါဒီကာယတွားတွေပေါင်းလို့ပြီးတော့ဒါကြတော့ကာယကံမြင့်အောင်လို့ပြရတယ်ဟုတ်လားကာယဝိညာဉ်တိသင်္ခါဒီကာယဝိညာဉ်ဆိုရတော့ကာယတွားတွေကာယတွားရ၌ပေါင်းလို့ဝစီပေါင်းလို့ ဘုံမီတော့ပါလေများတော့အားဖြင့်ရှိနေကြောင်းများတော့ဖြစ်တော့ကြောင်းဟုတ်လိုက်ကာယတော်ရမှာဖြစ်များတယ်ကိုယ်နဲ့ပဲလောရတာများတယ်ဒါတွေမှာစိတ်နဲ့လောရတာလည်းရှိတယ်နှုတ်နဲ့လောရတာလည်းရှိတယ်ဟုတ်လိုက်ခါဝဇုများတဲ့တဲ့ရှင်းရှင်းလေးပါဆိုကိုယ်တိုင်းကတော့ဖျောက်တက်လိုက်ပါဦးရဟုတ်လိုက်ဖြစ်များတာကတော့ပူမှာပဲဖြစ်များတယ်တက်တယ်ဖြတ်တယ်ဆိုတာခန္ဓာကိုယ်မလောရတာများတယ်နော်ဒါကြောင့်မလို့ခန္ဓာကိုယ်ပါမဲ့ဖြစ်များတဲ့အတွက်ဘာလို့ပေါ့လဲကာယကံဒုက္ခတယ်ပေါ့နော်အဲတော့ နှုတ်နဲ့မလုံးသားလဲနှုတ်နဲ့လုံးတိုင်းလဲရှိရနော်။ဟောင်းတက်လိုက်။ဟောစော်လိုက်ကွာ။ချလိုက်ကွာ။ဒါပြီးသွားတော့လည်းဘာနာနိပါဒ။ဟုတ်လား။အိုင်နာနာကိုယ်တိုင်းတော့မကိုယ်တိုင်းမဲ့လို့အဲ့ကိုယ်ပဲပေါ့။မသိအောင်လက်ခလိုက်။ဒါအိုင်နာကရောက်လာတယ်နော်။ဒါကြောင့်မလို့အဲ့တို့ဟိုကိုယ်တိုင်းညာညာခိုင်းတော့ဘုံဘုံပြောပြဝမ်းမြောက်ကြပြန်50မှာမှန်တဲ့ဘောပါရည်ဆိုတော့နော်ကိုယ်တိုင်းမလုပ်ပြီမယ်အဲ့လိုမျိုးတွေလည်းလုပ်ရတယ်ဆိုတော့ပြတယ်နော်လုပ်တယ်ဆိုတော့လုပ်တဲ့သဘောဆိုတော့လည်း ူစရိုင်းကြီးရဲ့အကုသို့ပြီးတဲ့ဆိုကြောင်းပြောပြတာပါတယ်။အဲ့ဒါကြောင့်။ရပြီနော်။အဲကြောင့်ဘာကြောင့်ကာယကံတို့နာမည်တက်လိုက်တာလို့ဆိုရင်တော့ဥမာပဲဖြစ်များလို့ဟုတ်လား။ကာယဝိညာဉ်ဆိုတော့ကာယဓာရမှာညာတော်အပြင်ဖြစ်ချင်းရှိသောကြောင့်ကာယကံဟုဆိုပါသည်။ဟာလား။အဲတော့ထားပါတော့အခုပြောမယ်ဆိုရင်ကိုဖြစ်ပြီးတော့အာဟုတို့ဟုတို့ကိုကာယကံဟုဆိုရခြင်းအကြောင်းလည်းပေါ်ပြခဲ့ပါဟုတ်လားအဲကိုဖြစ်ပြီးတော့အာဟုတို့ဟုတယ်ပါရဲ့ ဘာနာလီပါဒအာရဏနာနာကာမေတုမေယာဘာကြောင့်ဘာရကံလို့ခေါ်ပါသနည်းဆိုရင်ကာယဝိညာဉ်ဆိုတော့ကာယ द्वार ာ၌ဘောပါလားကာယ द्वार ာ၌ကြောင့်များတော့ညာလောဖြင့်ဖြစ်ချင်းရှိလို့အဖြစ်များလို့ပေါ့ခန္ဓာကိုယ်နဲ့ပြုရတာများလို့ပေါ့နာမည်ပြလိုက်ဟုတ်ပြီလားကဲနောက်ဝစီကံ၄ပါးတော့ဝစီကံ၄ပါး ဒီလိုနာဝါစာလာပါတော့လေခုံးတိုက်တော့တယောက်နဲ့တယောက်ဘုံတော့အောင်တယောက်နဲ့တယောက်မချစ်ချစ်ပြီးနေတော့ ခေါ်လိုက်ဒါမျိုးဂုံးတိုက်တာနော်ဘုရုသဝါဆိုတော့စကားကျန်တဲ့ညနေဆိုတာနော်အဲ့လိုမျိုးတွေလည်းမဆိုမိအောင်ဘုရားသတိထားပေါ့နော်ဒါရီရလည်းဒုစရိုက်တရားတွေညီရဲကောင်းတဲ့အကျင့်တရားတွေကိုမကောင်းတဲ့အကျင့်တရားတွေပဲအပြင်ကျတော့နင်းထိုင်နေပြောရတယ်လေဘုရုသဝါကတော့ကျန်တဲ့စကားတွေပြောရတယ်နော်ဒါဟိုစကားဆိုတော့ယဉ်ကျေးနေပြောတဲ့ဒီစကားကျန်တဲ့ပြောရတယ်ဒီစကားပဲအဲ့တော့ဘုရားဘယ်လိုပြောကြမလဲဒုစရိုက်ညအောင်ပြောမလား ကောင်းဖြစ်အောင်ပြောမလားဆိုးဖြစ်အောင်ပြောမလားဒါလေးတွေပဲယူချိန်တဲ့အရာเนาะအဲ့တော့ကောင်းဖြစ်အောင်ပြောရင်တော့သူစရိုက်အာဟုလိုကဖြစ်သွားတဲ့လေဒါကြောင့်မလို့ကျန်ကျန်နဲ့နဲ့မပြောအောင်လည်းပဲလည်းဆိုရှောင်းချင်ပေါ့เนาะနောက်အဲ့ဒါပြီးတော့တန်ဖက်ပလာပါလာပြင်းချင်းတော့သင်အောင်ပြောလို့ချင်းဒီမြတ်ဖတ်မြတ်ခေါ်လိုက်အဲ့တော့အဲ့ဒီ၄ခုကိုနှုတ်ပြန်ပြရတော့အာဟုလိုက၄မျိုးလို့ခေါ်ပါတယ်ဟုတ်လားအဲ့တော့အဲ့ဒီအာဟုလိုက၄မျိုးじゃဘာလို့ခေါ်ဘာလို့ဘာလို့ဝစီကလို့ခေါ်လို့ဆိုတော့သူလည်းပဲဝစီဝိမျက်တိသင်္ခါတိဝစီဝိမျက်ဆိုတော့ ဝစီ द्वार ၌ဘောင်းလောက်ပြီးတော့ဖြစ်များလို့ဟုတ်ပြီနော်နှုတ်ပြပြတော့အမှုတို့အမှုတို့များကိုဝစီကံခွာခြင်းတဲ့အကြောင်းဝစီကံခွာခြင်းအကြောင်းလည်းပါပေါ်ပြလည်နေမှာဆိုရင်နှုတ်ပြပြတော့အမှုတို့ရဲ့ဒေဝကမုဒဝါဒပိတုနာဝါဒမုဒဝါဒတန်သပ္ပဏဘာလို့ဖြစ်တယ်အဲ့ဒါတွေဘာကြောင့်ဝစီကံလို့ဆိုတော့ဝစီဝိညာဉ်ဆိုတော့ဝစီ द्वार ၌ဖြစ်များတော့ကြောင်းဟုတ်လားလေလင်းပြောတယ်ဆိုတာမြင်ခါလေးဟိုပါဇက်တောင်ပြောကြတယ်လို့နှုတ်လေးနဲ့လောလောလိုက်ပါ ခေါင်းလေးမော့လိုက်တာနဲ့ပြီးသွားမှလည်းဒီလိုလေးလှည့်ပြလိုက်တာနဲ့တော့လိုက်ဆော်လိုက်တာနော်လိန်ပြောတာလေးနော်အမှုရလေးနဲ့လောက်ကြရရတယ်လိန်တာလေးဟုတ်လိုက်ကျန်းတာလေးကိုကျန်းတဲ့စကားလေးကိုလက်မူရရနဲ့ပြတာလေးကြည့်ရမလားလက်မူရရနဲ့ပြတာလေးကြည့်ရနော်အဲ့တော့ကျန်းတဲ့မူရရနော်ဟောဒီကနေကိုလေအဲ့တော့တခြားဟိုကာယရတာမနောရတာဒီမှာလည်းဖြစ်နိုင်တဲ့အတွက်ဝစီရတာမှာပဲဖြစ်များလို့ဝစီရမ်းနိုင်တတ်တာပါတဲ့ ဟုတ်လားယေဘယ်တော့ကုသွားရအောင်မနောကံလုံးပါသောကံသောပါဝိညာဉ်ပြာလာဝိညာဉ်ရည်ရည်စေတိအညာတိပတိယမနတိယဝဘောလောဥရိတော်ယောကရဏလောမာဟောနှုတ်ဖြင့်ဘောစိတ်ဖြင့်ပြုရသောအာဟုတုကံသောအဘိဇာသူများဥစ္စာကိုငါဟာဖြင့်ကောင်းပါပဲလို့မတရားကြံစည်နေမှု ဟုတ်တော့မလားယေနောက်ပြာပါရသဘောဖြင့်သူတို့ဘာကိုတည်ကြည်ပျက်စီးနေစေလို့ ုတ်တယ်မလားမိစ္ဆာတွေဆိုတာမှန်ယွန်းသောအမြင်မြင်နေဖို့ဟုတ်တယ်နော်ဒါဝဲမလို့ငယ်တော့အကြက်ကလေးသူ့ဥစ္စာမှမတရားကြံပြီးဖောက်ပြန်တည်ကြည်ပြက်စီလိုညာအယူမှသုံးပါမနောကံပြကြတယ်မလားအဲဒီကံလုံးမျိုးကကြာအညာတရာပြီးဝိညာဉ်တရားဒီကာယဝိညာဉ်ဝစီဝိညာဉ်တွေကိုကြံထားပြီးတော့မနတမေဝဘောင်းလောင်းတည်တော့စိတ်မှာပဲအဖြစ်များသောကြောင့်မနောကံကိုခေါ်ပါတယ်ဟုတ်လားဘိဇာ ဘိဇာသူတစ်ပါးရဲ့ဥစ္စာကိုမတရားကြံစည်နေတာကိုတစ်ခါတည်းကြဒီခန္ဓာကိုယ်မှာလည်းပေါ်နေတယ်ဟုတ်လားဘောလောဘကြီးနေဟိုမျက်လုံးဟိုကွာစားရုံဝါးနေတဲ့အလုံးကြီးနဲ့ဟုတ်လားမလားဟိုထားပါတော့ဘိဇာကြီးသူကဟိုထားပါတော့ကောင်းကလေးတယောက်ကဓာတ်ကြီးလိုချင်ချင်ဖြစ်နေတယ်တစ်ခါတည်းကမျက်လုံးကထိနေတာသူကတိုင်းဝါးဖြစ်နေတော့မလီတော့မျက်လုံးကစားမြဝါးနေတဲ့အလုံးကြီးနဲ့ဒါမျိုးကြီးရမလားဒါကြောင့်သူကလည်း ဒီအမူအရာတွေနဲ့လည်းသိနိုင်တယ်ကာကာယကံဝါယဝစီကံတွေနဲ့လည်းပဲလောက်တာမျိုးတွေရှိတယ်ဒါပေမဲ့လို့အဖြစ်များတာကတော့စိတ်မှာပဲအဖြစ်များတဲ့အတွက်ဘာလို့ပေါ့လဲဝစီကံမနောမနောခံလို့ခေါ်တယ်နော်ဟုတ်ကဲ့နားလိုက်နော်ကဲမနောခံလို့ခေါ်ခြင်းရဲ့အကြောင်းဝစီကံလို့ခေါ်ခြင်းရဲ့အကြောင်းကာယကံလို့ခေါ်ခြင်းရဲ့အကြောင်းအခုကျတော့ကိုပြင်းပြောတဲ့အာဟုလိုတွေနှုတ်ပြင်းပြောတော့အာဟုလိုမှုတွေစိတ်ပြင်းပြောတော့အာဟုလိုမှုတွေဒီလိုလေးတွေနားလည်သားပါကဲ့တော်ရောက်ပါ